မချမလို့ဖြစ်ကဝိညာဉ်ဘွားနဲ့ရှိတာမှလျှောက်သွားနေလို့တမီးဖြစ်သူကိုယ်တိုင်အမျှဝေရတယ်လို့ရှင်တော်ဝင်းနိုင်မှုပညာစုံမောက်ွယ်လွန်သွားပေမယ့်မကြလို့ဖြစ်ပြီးတော့တရေဝိညာဉ်ဘွားနဲ့လျှောက်သွားနေရတာကတော့လူရှင်တော်ကြီးဦးဝင်းနိုင်မှုပညာဖြစ်ပါတယ်လူရှင်တော်ကြီးဦးဝင်းနိုင်မှုပညာဆိုတာကတော့တကစ်တကာကပြိသက်ချစ်တော့လူရှင်တော်ကြီးတူဖြစ်ပါတယ်အထူးသဖြင့်ဇာတ်သပင်လောကတွေကနေရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင်လောကကိုကူးပြောင်းလာခဲ့တဲ့ လူရှင်တော်ကြီးဦးဝင်းနိုင်မှုပညာကအရှေခေခါကရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားတော်တော်များများတည်ရောက်ဆောင်ခဲ့ရပါတယ်။ဦးဝင်းနိုင်မှုပညာအဖေခန်းလူရှင်တော်ခန်းလူကြီးစရုပ်ဂါရိုက်တာတွေကိုအကောင်းဆုံးတည်ရောက်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။အထူးသဖြင့်ဦးဝင်းနိုင်မှုပညာဟာပရိသတ်တွေကိုသူကျဲကျင်တဲ့ဟာသပညာနဲ့ပရိသတ်တွေဘဝမောပြေပြီးတော့တဝါဝါတဟာဟာဖြစ်အောင်လို့ ဟာဒရာရှင်စီတိုက်ကြွေးခဲ့တာဖြစ်ပါတယ်။ဒါပြီလူရှင်တော်ကြီးဦးဝင်းနိုင်ဟာမျိုးဆက်သည့်လူရှင်တော်တွေအများများကိုလည်းမွေးထုတ်နိုင်ခဲ့ပါတယ်။အခုလိုနှုပညာလောကကိုကောက်ချွပြုကပရိသတ်တွေကိုရှီမောပျော်ရွှင်အောင်လုပ်ပေးနိုင်တဲ့ဟာဒလူရှင်တော်ကြီးဦးဝင်းနိုင်ဟာသူကိုယ်တိုင်ကတော့ဘဝနေဝင်ချိန်မှာကဲမကောက်ခဲ့ပါဘူး။လူရှင်တော်ကြီးဦးဝင်းနိုင်ဟာအသက်အရွယ်တခုရောက်လာချိန်မှာတော့ လေဖြည့်ယောဂကိုခက်စားခဲ့ရပါတယ်။ဒါကြောင့်လေတော်တော်လေးဒုက္ခရောက်ခဲ့ရပါတယ်။အားလုံးသိကြတဲ့အတိုင်းမြန်မာရုပ်ရှင်လောကမှာလူတဲစားအလွာကွာခြားမှုကအတော်လေးကိုမှကြီးမားပါတယ်။နမေကြီးရုပ်ရှင်မင်းသားတွေမင်းသမီးတွေဟာအရှိခိကလေးကတင်းရထောင်ကြီးရပေမဲ့အောက်ခြေဇက်ပိုးစည်ရန်ထိုက်တာတွေကတော့မင်းသမီးမင်းသားတွေတွေ့ရတဲ့အမှုပညာကျင်းနဲ့ဆုံးထွက်လောက်တာမှမရကြပါဘူး။ဒါကြောင့်လေလူရှင်တော်ကြီးဦးဝင်းနိုင်လို့နမေကြီးတရုပ်ဆောင်တွေတောင်းမှချမ်းသာကျဝစွာမနေနိုင်မင်းနဲ့စားနိုင်တောင်းနိုင်တာမဲ့လူတဲစားဖြစ်တာဘဝရှိတဲ့ရည်တရားဖြစ်ပါတယ်။ဒီလိုဘဝမှာဦးဝင်းနိုင်တယောက်လေး းဖြတ်ကတယောက်တည်းမရက်တည်နိုင်တော့တော်ရီတော်သမီးဖြစ်သူမက်ဆူဝေကပဲပြုစုရပါရင်အားလုံးဒီကြတဲ့အတိုင်းတရရိတ်တက်လာတဲ့ကုန်စိမ်းနှုန်းတွေကြားထဲမှာစားဝတ်နေရေးပြည်လဲဖို့အတွက်ရှောက်ဖွေရသလိုဖခင်လေးဖြတ်ဝေဒနာရှည်လူမမကြီးကိုပြုစုရတဲ့မက်ဆူဝေအတွက်ကလည်းတကယ့်ကုံမှမလွယ်ကူပါဘူး။ဒါကြောင့်လည်းမက်ဆူဝေဟာအဝေးနိုင်မှုပညာကိုသူမှမပြုစုနိုင်မှုဆိုတဲ့အကြောင်းပြချက်နဲ့နွမ်းပါတဲ့မှုပညာရှင်နေနေတဲ့ဘဝရည်တာကိုပုတ်ပစ်ခဲ့ပါရီ။ဒါကြောင့်လည်းဖခင် ပြည်သူ့ခြေတရုတ်ဆောင်နှုပညာရှင်ဝင်းနိုင်နှုပညာကိုမပြုစုဘဲကြောက်ကိုပို့တဲ့သမီးဖြစ်သူမဆုဝေကိုပရိသတ်တွေကတော်တော်လေးစိတ်ဆိုးတော်သားထွက်ခဲ့ကြတာပါအထူးသဖြင့်ဖခင်ကြီးအားတသက်လုံးနှုပညာနဲ့လူတစ်လုံးသူတစ်လုံးဖြစ်အောင်ပြုစုဆောက်ရှောက်ခဲ့ပေမဲ့လေသမီးဖြစ်သူကတော့ဖခင်ကိုမပြုစုဘဲနဲ့ကြောက်ကိုပို့ခဲ့တာဖြစ်ပါတယ်ပရိသတ်ချက်တော်လူရှင်ညောင်ကြီးဝင်းနိုင်ခင်များမှာလည်းသမီးကိုလွှဲဆွတ်တဲ့အကြောင်းအင်တာဗျူးဖြစ်ရင်းနဲ့မကြခင်မှာစုပေါင်းကွယ်လို့သွားခဲ့ပါတယ်ကွယ်လို့ချိန်မှာတော့သမီးဖြစ်သူတောင်မှအနားမှမရှိနိုင်ခဲ့ပါဘူးအခုချိန်မှာတော့တရုတ်ဆောင်နှုပညာရှင်လူရှင်ညောင်ကြီး ီးဝင်းနိုင်ကွဲလောသွားတာကနှစ်နှစ်ကျော်လာပါပြီဒီလိုအချိန်မှာဦးမိနိုင်နုပညာဟာမကျွတ်လွတ်ဖဲနဲ့ဝိညာဉ်ဘဝနဲ့သူဆုံးသွားတဲ့ရိတ်တာမှာသွားနေရလို့သိရပါတယ်။ဒါကြောင့်လေဦးဝိနိုင်နုပညာရဲ့တဝီသက်သောတမီလေးစုဝေကကွယ်လွန်တဲ့သူတွေကိုဆက်သွယ်နိုင်တဲ့ဆရာကျော်စွာမင်းကိုခေါ်က မြတ်တန်းဝေကကျွတ်လွတ်အောင်လုပ်ခဲ့ရတာဖြစ်ပါတယ်။ဥဝင်နိုင်ရဲ့သမီးဖြစ်သူပါလေ။ခုချိန်မှာတော့ဖခင်ကြီးကိုဆွတ်ပြေးခဲ့လို့နောက်နောက်ရနေကဖခင်ကိုလွှဲလို့မကျွတ်လွတ်စေချင်ဘူးလို့ဆိုပါတယ်။ဒါပေမဲ့လေဖခင်ကိုဘွားကိုကောက်အောင်အမြပေးတာလို့ခေါ်ခဲ့တာပါ။ပရိသတ်တွေကတော့မဆွေဝေအနေနဲ့ဖခင်တက်ရှိစင်မှာအပြုစုခဲ့ပေနဲ့ခုချိန်မှာငိုပြနေတဲ့ပေါ်ဝေဖက်ကြတာပါ။လူတွေအနေနဲ့တက်ရှိစင်မိဘတွေကိုပြုစုတင်ပြီးတော့တည်သွားမှငိုနေလို့အလူလုံးနေလို့လည်းအလကားပဲလို့ဆိုကြပါတယ်။ပရိသတ်ကြီးကရောဝင်းနိုင်မှုပညာနဲ့ပတ်သက်လို့မိမိတို့ရဲ့အမြင်လေးကိုပြောသွားပေးခဲ့ပါအောင်ရှင်။